ျွန်တော်ဒီနေ့ကျွန်တော်ဝင်ညှက်တဲ့ဒီကျွန်တော်အခုကျွန်တော်ထိုင်းနိုင်ငံမှာကျွန်တော်အကြီးအကျယ်ဝင်ညှက်တဲ့ဝင်ညှက်ပြီးတော့ချင်းချောက်တယ်အဲအဲအကြောင်းလေးကျွန်တော်ပြောချင်လို့ပါမနေ့ကတော့ကျွန်တော်ဆေးရုံရောက်သွားတယ်ဆိုပြီးတော့ကျွန်တော်ရဲ့ကောင်မလေးကကျွန်တော်ဖုန်းကိုယူပြီးတင်လိုက်တယ်ပေါ့နော်တကယ်ကျွန်တော်ဆေးရုံရောက်သွားတဲ့ဥစ္စာကိုလည်းလေသူကလည်းဘာလို့မှမသိတဲ့အခါမှာသူလည်းတင်လိုက်တာပါလို့ ဲ့တော့အာစိတ်ပူပေးကြရဲဆူတောင်းပေးကြရဲသူတွေအတွက်လည်းကျေးဇူးအများကြီးတင်တယ်ဆိုတော့ပြောချင်ပါတယ်ကျွန်တော်အခုတော့ပြန်ပြီးတော့တက်တာနေပါပြီအခုတော့ကျွန်တော်ပြန်ပြီးတက်တာနေပါပြီကျွန်တော်အဲ့ဒီဒီနေ့မှာအဲအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြပြချင်တယ်အဲဒါဘယ်လိုမျိုးလဲဆိုတော့အာကျွန်တော်လိုမျိုးခံရမဲ့သူတွေလည်းရှိတယ်လို့ကျွန်တော်ထင်တယ်နောက်ပိုင်းလည်းကျွန်တော်လိုမျိုးမခံရအောင်လို့ကျွန်တော်ဒီနေ့မှာအတွေ့အကြုံလေးကျွန်တော်ပြပြပေးချင်တာဖြစ်ပါတယ်လို့ကျွန်တော်ရဲ့အတွေ့အကြုံဒီနေ့မှာကျွန်တော်ရဲ့ အာဒီမှာရှိတဲ့သူတွေကိုကျွန်တော်ပြောပြပေးခြင်းနဲ့အာဘယ်လိုမျိုးဘယ်လိုမျိုးသူများနိုင်ငံမှာနေရတဲ့အခါမှာအာခက်ခဲမှုတွေရှိလဲပြီးွားလို့ရှိရင်ဟောပြောမယ်ဆိုရင်ဘယ်လိုချိန်ချောက်မှုတွေရှိလဲဘယ်လိုမျိုးအနိုင်ကျင့်ခံရခြင်းရှိလဲဆိုတဲ့အရာကိုကျွန်တော်ပြောပြခြင်းတာဖြစ်ပါတယ်ကျွန်တော်အကုန်လုံးကိုမပြောပါဘူးဒီမှာကျွန်တော်မိတ်ဆွေတိုင်းတငယ်ချင်းတွေအများကြီးရှိပါတယ်သူတို့အားလုံးကတကယ်ကိုအဆင်ပြေတယ်သဘောကောင်းတဲ့သူတွေပဲအဲကျွန်တော်မြန်မာလူမျိုးတွေလူမျိုးပဲရဲ့သဘောကောင်းတဲ့သူတွေပဲဒါပေမဲ့ အာကျွန်တော်ကျွန်တော်ဂျုံနဲ့ရှိနေလို့လို့ပါလို့လို့ပေါ့ဗျာကျွန်တော်မြန်မာလူမျိုးတွေခြားထဲမှာလဲကျွန်တော်ဒီမြန်မာနိုင်ငံမှာရှိတဲ့အာမြန်မာနိုင်ငံနေဒီ time မှာလာပြီးအလုပ်လုပ်တဲ့လူတွေတော်တော်များများကလည်းအဲ့မှာလောက်ကြရဲဆိုတော့ကျွန်တော်သိရတယ်အဲအဲ့ဒီအဲ့ဒီအဲ့ဒီမှာဟိုဟာဟိုဂျင်းထဲနေတာပေါ့ဗျာဂျင်းထဲပြီးတော့မှအာကျွန်တော် ဟိုကျွန်တော်နိုင်ငံသားသားပဲခွင့်မရှိ မရှိတော့ပါဘူးဆိုပြီးတော့ကျွန်တော်နေ့တိုင်းအဲကျွန်တော်ကို73ရက်နေ့ကနေစပြီးတော့ change out တွေဟာတွေလုပ်တယ်အဲစပြီးတော့ကျွန်တော်ကိုသူပတ်စံပေးဖို့ပြောတယ်ပတ်စံမပေးရင်အဲကျွန်တော်အခုအဲကျွန်တော်အခုကျွန်တော်သူ့စီမှာရှိရဲ့သူ့စီမှာရှိတဲ့ဥစ္စာတွေကိုအဖျောက်ပြစ်မယ်သူ့စီမှာရှိရဲ့ကျွန်တော်စားရစားတဲ့တွေကိုဖျောက်ပြစ်မယ်ဆိုပြီးကျွန်တော်အကြက်ကင်နေအဲမျိုးစုံပေါ့နော်မျိုးစုံလုပ်တယ်အဲ low fan နာမည်တော့ကျွန်တော်မပြောဘူးအမ် low fan နာမည်တော့ကျွန်တော်မပြောဘူးဒါပေမဲ့ အဲအဲ့ဒီ law fan ကိုတည်ရတဲ့သူတွေကလည်းတည်လိမ့်မယ်အာကျွန်တော်တို့ prisoner အမမဆုမွန်တော့ဘာလို့ကြော်ညာပေးတာလည်းရှိတယ်ဒါပေမဲ့ immediate မှဟိုဟို immediate မှကြောက်ဖို့ကောင်းတယ်ကျွန်တော်မနေ့ကစီးုံရောက်သွားတယ်ဆိုတော့ကျွန်တော်အရင်ချင်းချောက်တဲ့စားရရောက်လာတယ်ကျွန်တော်အခုချိန်မှာမန်တိုင်းပြောရင်ကျွန်တော်အာကျွန်တော်ရေ weight loss process တော့နေရပါတော့အဲ့တော့ကျွန်တော်အစားအုပ်တစ်ရက်ကိုအာ calorie 1000လောက်ပဲစားတယ်1000လောက်မပြည့်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတကယ်အမှန်တမ်းပြောရင်အရင်အာအားနေအားနေနေအနေထားတစ်ခုဖြစ်နေအဲ့တော့ သူအဲ့လိုဖြစ်တဲ့အခါမှာကျွန်တော်အရင်အဒေါသထွက်ပြီးတော့ကျွန်တော်အားနည်းနေတာကနေကျွန်တော်မူလဲသွားတယ်ထင်ပါတယ်အာအဲ့ဒါကြောင့်ကျွန်တော်စီယုံရောက်သွားတာပါဒါပေမဲ့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် live flame ပြီးပြောရမယ်လို့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တောက်လျှောက်သူကမနီယာညတကောင်အထိကျွန်တော်လိုက်ပြီးတော့မှချင်းချောင်းနေတော့မှဖြစ်တယ်ချင်းချောင်းနေတော့မှအဲ့ဒါပေမဲ့ကျွန်တော်ပြဿနာကိုရှာတာမဟုတ်ဘူးပြဿနာကကျွန်တော်ကျွန်တော်ကျွန်တော်စီကိုလာရှာတာကျွန်တော်စီကိုလာရှာတာတော်တော်ကိုမှအဲဒီနိုင်ငံသားဆိုပြီးတော့မှ ကူညီပေးခြင်းတဲ့သူတွေအာထိုင်းလူမျိုးတွေအများကြီးရှိတယ်။ဒါပေမဲ့နိုင်ငံသားဆိုပြီးတော့မှသူကအနိုင်ကျင့်ခြင်းတဲ့သူကလည်းရှိတယ်။အဲ့တော့အဲ့ဒီလူเนี่ยကျွန်တော်သွားတွေ့သွားတာပေါ့နော်။အဲ့အဲ့ဒီအဲ့ဒီလူနဲ့ကျွန်တော်ဒီနေ့တော့တွေ့တော့အဲတော့တွေ့သွားတယ်ကျွန်တော်စီကလာတိုင်းပတ်စံကောက်တဲ့သူ service ဘာညာကွီကွာတိုင်းမဲ့ကျွန်တော်ဖြစ်တဲ့အကြောင်းအရာလေးအလုံးစုံကိုကျွန်တော်အခုပြပြပေးခြင်းတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်ကျွန်တော်အလုပ်ငန်းလုပ်တဲ့အခါမှာအဲသူကကျွန်တော်ရဲ့လုပ်ငန်းကိုအားလုံးသူလုပ်ပေးမယ်ကျွန်တော်ရဲ့ company ကိုသူ set up လုပ်ပေးမယ်ဆိုပြီးကျွန်တော်ပြောပြီးတော့သူလုပ်ပေးတယ်။ လုပ်ပေးပြီးတော့အခုကျွန်တော်ကသူ service နဲ့အဆင်မပြေတော့လို့အဲကျွန်တော်ကနေပြီးတော့မှနောက် service တခုပြောင်းမယ်။ဘာကြောင့်လဲဆိုတော့ तू တောင်းတဲ့ဈေးကအဲ तू တောင်းတဲ့ဈေးကအရမ်းများတယ်။ပတ်စံအရမ်းများတယ်။အဲ့လောက်မရှိမှကျွန်တော်သိတဲ့အခါမှာကျွန်တော်သူ့ပြောတယ်ငါအနေနဲ့မလုပ်တော့ဘူး။အဲ့ဒါဆိုငါတခြားလူပြောင်းမယ်လိုအပ်တဲ့ service အတန်းပေးဆိုတဲ့အချိန်မှာ ကျွန်တော်အကြီးအကျယ်အဲ့တော့ကသူနဲ့မလောက်ရကောင်းမလားဆိုပြီးတော့ကျွန်တော်အကြီးအကျယ်ငွေညစ်တယ်အကြီးအကျယ်ကျွန်တော်ပြဿနာရှာတယ်။ရှေ့မှာလဲကျွန်တော်ကသူ့ကိုယုံပြီးတော့အဲဒီတခြားကျွန်တော်ဟိုဘဏ်အကောင့်ပိတ်ခံရတယ်ငွေလွှဲကိစ္စနဲ့ပတ်သက်ပြီးတော့ဘဏ်အကောင့်ပိတ်ခံရတာလေးရှိတယ်။အဲအဲ့အချိန်မှာကျွန်တော်အကူအညီတောင်းလိုက်မိတယ်။ဟိုတကယ်ငွေလွှဲရကျွန်တော်လွှဲလိုက်တဲ့ပတ်စံထဲမှာသူတို့အဆင်မပြေတဲ့ပတ်စံပါလာတာ။ဒါပေမဲ့ကျွန်တော်နဲ့မဆိုင်ဘူး။ဒါပေမဲ့ကျွန်တော်သူ့အကူအညီတောင်းလိုက်တယ်ရှေ့နေဆိုပြီးတော့ အဲ့မှာ तू ကကျွန်တော်ကိုဘယ်လိုလုပ်လိုက်လဲဆိုတော့ရဲကိုသွားပြောတယ်ကျွန်တော်ကဟိုမတမာလုပ်တဲ့သူဆိုပြီးသွားပြောပြီးတော့အဲ့ပတ်စံကိုကျွန်တော်စီကပြန်တောင်းခိုင်းတယ်ရဲကိုဒါပေမဲ့ရဲကအရင်သဘောကောင်းတယ်ဖခင်ကြီးစုတော့ပဲရဲကကျွန်တော်ကိုအဲ့လိုဖြစ်နေတယ်မင်းရှိနေရတော့ငါတို့ဒီလိုလာပြောတယ်မင်းမှာတက်တည်ရှိတယ်မဟုတ်လို့ရှိရင်တော့မင်းပတ်စံပေးရလိမ့်မယ်ဆိုတော့ကျွန်တော်မှလည်းကျွန်တော်ဒီငွေရမှန်ကန်ကြောင်ကျွန်တော်မှာတက်တည်ရှိတဲ့အတွက်ကျွန်တော်သူ့ကိုပြောလိုက်တယ်ငါမှာတက်တည်ရှိတယ်ငါဒီလိုရှိတယ်ဆိုကျွန်တော်သူ့ကိုတေးချပြပြီးတော့လုပ်လိုက်တဲ့အချိန်မှာပတ်စံတပြားပေးစရာမလိုဘူးအဆင်ပြေသွားတယ် ဒါပေမဲ့အဲ့အရာတွေကအစားသူပြန်ပြီးကျွန်တော်လာပြောတယ်ငါကူညီတာဘာဖြစ်တယ်ညာဖြစ်တာဆိုပြီးကျွန်တော်အမှန်ကန်အဲကျွန်တော်သူဟာဟိုဖြစ်တယ်ကျွန်တော်အသေးသေးတာအော်ကျွန်တော် group ထဲမှာအတီးဆဲရဒါပေမဲ့ကျွန်တော်ဘာမှမပြောပါဘူးကျွန်တော် EC ပဲအာငါမင်းနဲ့ပြဿနာဆက်မဖြစ်ချင်ဘူးငါပြဿနာဆက်မဖြစ်ချင်မင်း EC ပဲသွားချင်တယ်ဒါပေမဲ့ပြဿနာကိုတောက်လျှောက်ကိုရှာပြီးတော့မှဟဲ့အောင်မင်းဖေခေါ်ခဲ့လို့မင်းဟိုဖြစ်ခဲ့လို့ဆိုပြီးတော့မှတောက်လျှောက်ပြောတာ ဲ့တော့ကျွန်တော်ပြောချင်ကျွန်တော်ဘာလို့ဒီအကြောင်းကိုပြောလဲဆိုတော့ကျွန်တော်လူမျိုးဒီမှာလာပြီးတော့အဲအလုပ်လုပ်ဟိုအလုပ်လုပ်တာမဟုတ်ဘူးဗျာကျွန်တော်လူမျိုးဒီမှာလာပြီးတော့တခုခုဗျာ service တခုခုလုပ်ချင်နေသူတွေ service လုပ်ချင်နေသူတွေအဲကျွန်တော်ကျွန်တော်ဒီမှာဟိုဟာ service လုပ်ချင်နေသူတွေ service လုပ်ချင်နေသူတွေအနေနဲ့ကျွန်တော်လူမျိုး service လုပ်ချင်နေဗျာတခုခုလိုအပ်တာရှိလို့ service လုပ်ချင်နေအဲ service လုပ်ချင်နေသူတွေအနေနဲ့ဟိုဘယ်လိုပြောမလဲကျွန်တော်ဆိုရင်အာ အတွေ့အကြုံမရှိဘူးဗျာလောတွေပါလေကျွန်တော်တိတ်မသိရတဲ့အချိန်မှာ service လုပ်တဲ့အတွက်ကျွန်တော်ရှာတယ်ရှာတဲ့အတွက်အဲအဲ့ service က तू လုပ်ပြီးမလို့လို့ဘာလို့လို့ ਨੇ तू ကပဲအရန်ပဲဟိုဖြစ်တယ်လို့ Facebook တွေဘာတွေမှာကြော်ညာပြီးတော့မှ Facebook တွေဘာတွေမှာ तू ကလုံးဝအဲလုံးဝ तू ကြော်ညာထားတယ်အပြောင်းရွှေ့ဘာညာခွိကွာဆိုပြီးတော့အဲ celebrity လည်းခေါ်ပြီးတော့တချို့တွေ ਨੇ ကြီးညာထားတယ်အဲ့တော့ကျွန်တော်ကအဲအဲ့အတွေ့အကြုံအော်မစိုးပဲအဲ့ဒါဆိုလို့ရှင်လဲငါယုံလို့ရမယ်ထင်တယ်သူယုံငန်းလေးကိုတော့အော်ယုံငန်းလေးရှိနေရပဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးရဲ့အချင်းတော်တော်များများယုံတတ်တယ်လေနော် ယုံတက်တဲ့အခါမှာကျွန်တော်ကအာ okay okay အဲ့ဆိုငါလှုပ်လိုက်မယ်ဆိုပြီးကျွန်တော်လှုပ်လိုက်တယ်ဒါပေမဲ့တကယ်တော့ तू ကသူ့အခွင့်အထဲကိုရောက်သွားတယ်ဗျာ तू ကျွန်တော်ငွေညှစ်လို့ရတဲ့ခွင့်ထဲကိုရောက်သွားတယ်သူကဘယ်လိုလုပ်လဲဆိုတော့ခြီးပြီးတုတ်ပြီးသူ့ခွင့်ထဲကိုရောက်လာပြီဆိုတဲ့အချိန်မှာကျွန်တော်စီကပတ်စံညှစ်တာ အဲ့တော့ကျွန်တော်တို့လူမျိုးတွေအနေနဲ့ဟိုအရင်သတိထားဖို့လိုတယ်တခုခု service add တော့မယ်ဆိုလို့ရှိရင်အဲတခုခု service ဒီပိုင်း add တော့မယ်ဆိုသတိထားဖို့လိုတယ်ဘာလဲဆိုတော့ချက်ချင်းယုံပြီးတော့မအပ်လိုက်နဲ့ချက်ချင်းသူလုတ်ပေးနိုင်နေဆိုပြီးသွားမအပ်နဲ့သူ့ရဲ့ background check တွေသူကဘယ်လိုမျိုးလဲသူတကယ် handle ပြီးတော့ရှင်းနေလို့ပြောတိုင်းလည်းမယုံနဲ့သူ့စီမှာတကယ် license ရှိတာလား သိစီမှာတကယ်ဟိုဟာဖြစ်တာလားဆိုပြီးတော့အဲကျွန်တော်တို့အနေနဲ့အာစစ်ဆေးဖို့လိုတယ်ကျွန်တော်တို့အနေနဲ့ check လုပ်ဖို့လိုတယ်မဟုတ်ဘဲနဲ့ကျွန်တော်တို့က okay ရတယ်ဆိုပြီးပတ်သက်သွားပုံပေးလိုက်ပြီးသူတို့နဲ့ agreement လုပ်လိုက်ပြီးဆိုတာနဲ့သူတို့ရဲ့ခွင်ထဲရောက်သွားပြီးတော့ကျွန်တော်လိုမျိုးငွေညှက်လိုက်မယ်သူတို့စီမှာ service မလုပ်တော့တဲ့အတွက်ဆိုပြီးတော့ကျွန်တော်ဘယ်လိုပြောလဲဆိုတော့နောက်ဆုံးမှာမင်းငါမင်းနဲ့မင်းမင်းတင်းလာနေမှာတဲ့ဟိုဗါလဲတောက်ချာနေမှာပြီးညဘက်မှာလာပြောတယ်တောက်ချာနေမှာဒီရုံးကိစ္စအပြီးလုပ်ပေးတယ် မဟုတ်လို့ရှိရင်လည်းငါတနင်္လာနေ့ကျရင်မင်းစာရေးစာတယ်ကိုဖြောက်ပြစ်မယ်ဆိုတဲ့ပုံစံမျိုးပြောတယ်နောက်တစ်ယောက်ငါလွှဲပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ပြောတယ်ဗျာအဲ့တော့မဖြစ်နိုင်တဲ့အရာမျိုးနဲ့ဗျာအတိအမှန်ပြောချင်တာဟိုစာရေးစာတယ်ဖြောက်မယ်ဆိုတဲ့အနေအထားမျိုးအထိပါအအကြီးအကျယ်တွေကျွန်တော်ဖဲ့တယ်အကြီးအကျယ်တွေကျွန်တော်ပြောတယ်အဲ့တော့ပြီးတော့မှမင်းကလည်းကြောက်လို့တဲ့ကြောက်လို့တဲ့ Facebook ပေါ်တက်ပြီးတော့ရေးတာလားတဲ့မနေ့ကညကျွန်တော်ရေးတာမဟုတ်အမှန်တမ်းပြောရင်ကျွန်တော်ရဲ့ကောင်းမလဲကျွန်တော်ဖြစ်ဒီလိုမျိုးမူးလဲဝါတယ်သူစိတ်ပူတယ် အဲရေးလိုက်တယ်သူလည်းဘာလို့မှမသိဘူးအဲရေးလိုက်တယ်โอเคအဲ့တော့ကျွန်တော်ကကြောက်လို့ရေးတာလားကျွန်တော်ကြောက်စရာလည်းမရှိဘူးဒါပေမဲ့ကျွန်တော်ကနိုင်ငံခြားသားပြာသူများနိုင်ငံမှာနေရတဲ့အတွက်ဟိုသူများလို့သူတို့ထိုင်းလူမျိုးတွေလူမျိုးတော့ကျွန်တော်မှမရှိဘူးကျွန်တော်ဧည့်သည်ဖြစ်တဲ့အတွက်ကျွန်တော်ဧည့်သည်လို့နေတယ်ကျွန်တော်ဘယ်တော့မှအင်ရှင်လို့မနေဘူးအဲကျွန်တော်အာဗာလဲကျွန်တော်ဘတော်မှသူ့ကိုသွားပြီးတော့မှအာငေါ့ထားလို့ပေးပါဒီလိုလို့ကျွန်တော်ဘတော်မနေဘူးကျွန်တော်အများတည်းယူယူချူချူနဲ့ပဲကျွန်တော်နေရဘတော်မှသူများကိုကျွန်တော်မတရားသဖြင့်ကျွန်တော်မလုပ်ဘုရားသခင်တောင်မနစ်သက်ဘူးကျွန်တော်မလုပ်ဘူး ဒါကျွန်တော်အများအားနှိမ့်ချခြင်းနဲ့ပဲကျွန်တော်သွားလာတယ်ဒါပေမဲ့အဲ့ဒီအရာပေါ်မှာမှအခွင့်အရေးယူခြင်းတဲ့သူတွေဆိုတာအများကြီးရှိတယ်အဲ့တော့သူများနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်အရင်သတိထားဖို့လိုတယ်ကျွန်တော်လုံးမဲ့လုံးလုံးမဲ့ service တွေကျွန်တော်ခင်မဲ့သူတွေစသဖြင့်ဒါတွေကိုအရင်သတိထားဖို့လိုတယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ကိုအာနှွာမယ်ဆိုတဲ့သူတွေအများကြီးရှိတယ်ဒါကျေးဇူးတော်ကြောင့်အခုချိန်မှာကျွန်တော် safe ဖြစ်တယ်ကျွန်တော်အခုချိန်မှာကျွန်တော်အာကျွန်တော်ရဲ့အခြေအဆက်တွေနဲ့ကျွန်တော်ကိုကူညီပေးမဲ့သူတွေဖျားပြင်ဆင်ပေးတဲ့အတွက်ဒါတကယ်ကျေးဇူးတော်ပဲ အမှန်တမ်းပြောမယ်ဆိုလို့ရှိရင်မဟုတ်ရင်တော့အဲကျွန်တော်တို့တခြားသားဗျာတခြားသားဟိုဒီလိုမျိုးဟိုဘယ်လိုပြောမလဲတိတ်ပြီးတော့ဟိုအခြေဆက်တွေမရောက်လာတဲ့သူမျိုးဆိုလို့ရှိရင်တော့ဟိုဟိုပြဿနာတော်တော်ရှိနေမယ်လို့ကျွန်တော်ထင်တယ်သူတို့အနိုင်ချင်းနိုင်ချင်းသူတို့လှုပ်ချင်နိုင်လှုပ်သူတို့ပြောချင်နိုင်ပြောလို့ရမယ်လို့ကျွန်တော်ထင်တယ်သူတို့အဲ့လူတွေကကျွန်တော်ဘယ်လောက်ထိပြန်ကြားလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေကိုအရန် အရန်အနိုင်ကျင့်တယ်အရန်ဟိုမှာဟိုဗာလဲနှိမ်နေဆိုတဲ့အရာသူတို့ဝန်ထမ်းတွေဘာညာကွိကွာဆိုတဲ့ဟာကြီးလဲကျွန်တော်ပြန်ကြကျွန်တော်တရားရမသိဘူးကျွန်တော်တရားရောက်ကကျွန်တော်လာပြောတယ်ကျွန်တော်ပြန်ကြားတယ်ဟိုမြန်မာလူမျိုးတွေကဟိုမြန်မာလူမျိုးတွေကိုအမြင်မကြည့်ဘူးမြန်မာလူမျိုးတွေကိုအမြင်မကြည့်ပဲနဲ့သူဘာလို့မြန်မာလူမျိုးတွေစီကပတ်စံယူပြီးတော့ service တွေရှောက်ပေးပြီးငွေညှင့်တယ်လဲကျွန်တော်ပြောချင်တာအာကျွန်တော်သူ့ဥစ္စာကိုကြည့်လိုက်တော့အာဗာလဲမတ်စုမွန် presenter မတ်စုမွန်ကြော်ညာပြီးတာကျွန်တော်တွေ့လိုက်တယ်တွေ့လိုက်ပြီကျွန်တော်လည်းအော်โอเคအဆင်ပြေလောက်ပါတယ်ဆိုပြီးကျွန်တော်သွားလောက်ပြီးကျွန်တော်အကြီးကြီးကျွန်တော်မှာ screenshot တွေအကုန်ရှိတယ် ကျွန်တော်အမှန်ကန်ဖြုတ်ထားတာဖြစ်တယ်။အဲတကယ်တော့ law fan လို့ပြောပေမဲ့အာသူ့ရဲ့ဘာတကယ် law fan ဆိုရင်ဒီလိုလုံးမယ်လို့ကျွန်တော်မထင်ဘူး။ဒီလိုဒီလိုလုံးမှာလည်းမဟုတ်ဘူး။အမှန်တမ်းပြောရမယ်ဆိုရင်အခုကအခုချိန်ထိလည်းကျွန်တော်ငွေလိုက်ညှစ်တယ်။ကျွန်တော်အမှန်ကန်လိုက်ပြီးတော့အဲကျွန်တော်လိုက်ပြီးချင်းချောင်းနေတော့မယ်။ဟဲ့အောင်မေးခေါ်လိုက်မင်းက115မယ်။ဘာညာခွိကွာရလာလို့ကျွန်တော်ကအဲကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်ကလူငယ်တယောက်ဗျာ။ကျွန်တော်အရင်ကျွန်တော်ဖျားမရသေးတဲ့တက်တာမှဆိုလို့ရှိရင်တော့ကျွန်တော်သူနဲ့ထိတိုက်သွားရှင်းရှင်းပြလိမ့်မယ်။ဒါပေမဲ့ကျွန်တော်ဖျားသခင်ရောက်လာတဲ့အခါမှာဖျားသခင်ကကျွန်တော်တို့ကိုခွင့်လွှတ်ဖို့သွန်သင်တယ်။ကျွန်တော်သူ့ကိုခွင့်လွှတ်တယ်။ ကျွန်တော်သူ့စိတ်ဆိုးခြင်းမရှိဘူးကျွန်တော်ပြောရတယ်ဆိုတော့ဒီမှာပြပြရတယ်ဆိုတော့လေကျွန်တော်လူမျိုးခံရမဲ့သူတွေကျွန်တော်မပြောဘဲနေလိုက်လို့ရှိရင်ကျွန်တော်လူမျိုးနောက်ဘယ်တယောက်က victim ဖြစ်သွားမလဲနောက်တယောက်ကတရားခံဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့မသိနိုင်ဘူးအဲဒါကြောင့်ကျွန်တော်ဒီလူမျိုး life မှာကျွန်တော်ပြောရခြင်းဖြစ်တယ်သူကျွန်တော်ပြောဟဲ့အောင်နမည်နမည်ကြီးတာငါခင်ဗျမဆိုင်ဘူးကျွန်တော်နမည်ကြီးတာမကြီးတာကျွန်တော်မှာဘာမှမရှိဘူးကျေးဇူးပဲကျွန်တော် victim ဖြစ်တယ်ကျွန်တော်ကျွန်တော်မတရားနိုင်ကျင့်ခံရတာဖြစ်တယ်ကျွန်တော်မတရားချင်းချောက်ခံရတာဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဘာမှဟိုဘယ်လိုပြောရမလဲနာမည်ကြီးရမကြီးရနေမဆိုင်ဘူးကျွန်တော်ပုံမှန်လူတစ်ယောက်အနေနဲ့ပဲကျွန်တော် report လုပ်တယ် အဲအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တဲ့သဘောတရားဟိုကျွန်တော်အမှန်ကန်အမှန်ကန်သူကဖြုတ်ချင်တယ်အမှန်ကန်ကျွန်တော်ကိုလိုက်ပြီးတော့မှတမားချင်တယ်ရမလားဆိုပြီးတော့ဘာလို့မင်းတို့ကောင်တွေမြန်မာနိုင်ငံသားမင်းတို့ကောင်တွေကဟိုဟာဗာလေမင်းတို့ကောင်တွေကဟိုတခြားနိုင်ငံမှာငါတို့နိုင်ငံမှာလာနေတယ်အဲ့တော့ငါမင်းကငါအကွက်ထဲရောက်သွားပြီဆိုပြီးတော့မင်းကြိုက်တာလို့မင်းကြိုက်တာ fight ဆိုပြီးလှုပ်ရှင်နေသူတွေအများကြီးရှိတယ် တော့ကျွန်တော်ကျွန်တော်ကိုကျွန်တော်အေးဆေးနေတာအခုဆိုလဲကျွန်တော်တခြားလာ fight ချင်တဲ့သူတွေဟိုကျွန်တော်တရားဟောဆရာတွေတဲ့ကနေပြီးတော့ကျွန်တော်နောက်ကျွန်တော်မကောင်းကြောင်းနေနောက်ကွယ်မှာပြောရတူလဲအများကြီးပဲအဲ့ဒီဆိုင်လဲကျွန်တော်ပြောပြောကျွန်တော်အေးဆေးနေတာကျွန်တော်ကြီးကြီးလိုက်ကျွန်တော်အမှုပညာလဲကျွန်တော်မလုပ်တော့ကျွန်တော်ကိုကျွန်တော်အေးဆေးပဲကျွန်တော်ဖျားဖျားနဲ့ပတ်သက်ပြီးဆက်ကတ်တယ်ဖျားနဲ့အမှုတော်နဲ့ပတ်သက်ပြီးကျွန်တော်လုပ်တယ်အဲကျွန်တော်ကျွန်တော်စီးပွားရေးကျွန်တော်လုပ်တယ်ကျွန်တော်ကိုကျွန်တော်အတခြားနိုင်ငံမှာကျွန်တော်စီးပွားရေးတစ်ခုအတွက်ကျွန်တော်လုပ်တယ် that's it that's it ကျွန်တော်ဒီတိုင်းလေးပဲကျွန်တော်ကိုကျွန်တော်နေတာ အဲကျွန်တော်ကျွန်တော်တခြားအရာတွေကျွန်တော်ဘာမှကျွန်တော်လုံးကျွန်တော်လုံးတယ်ကျွန်တော်ဘာမှလိုက်ပြီးတော့ဟိုမှာဖြစ်နေဘူးဒါပေမဲ့ပြဿနာကျွန်တော်လာရှာတယ်ပြဿနာလာပြီးကျွန်တော်လာပြီးတော့အမှန်ကန်လာပြီးတော့ဟိုမဟုတ်တာတွေနောက်ကွယ်မှာတပုတ်လေလွင့်နေပြောတယ်အခုကတော့အဲ့ဟိုဆရာကိစ္စကတော့နောက်မှထားလိုက်တော့ကျွန်တော်နောက်မှပြောမယ်အဲ့ဒါနောက်မှပြောမယ်ကျွန်တော်မပြောချင်ဘူးကိုယ့်အောင်အေးဆေးနေတာဒါပေမဲ့ပြဿနာလာရှာတဲ့အတွက်ကျွန်တော်ပြောရအဲ့တော့ဒီဘဲကလည်းကျွန်တော်အခုဒီ time sheet နေဆိုတဲ့တရားကိုကျွန်တော်အမှန်ကန်ဖြုတ်တယ် ကျွန်တော်ဖြုတ်တယ်လူကျွန်တော်တောင်းပန်လာတယ် message တွေအများကြီးရှိတယ်ကျွန်တော်ရဲ့ကောင်မလေးဆိုတော့တောင်းပန်လာတောင်းပန်ပါတယ်နင်လူချင်းနဲ့ပတ်စံကားပေးပါမယ်ဆိုပြီးတော့မနေ့ကညမှာ तू ကျွန်တော်အဲစီးုံသွားတဲ့လမ်းမှာ तू လွှဲပေးလိုက်တယ်လွှဲပေးလိုက်ပြီးတောင်းပန်ပါတယ်ငါတို့မလုပ်ပါနဲ့လို့ပြောလိုက်တဲ့ဟာတခုမှမပတ်စံပေးရင်ပြီးရော okay တယ် sure တယ် sure ဆိုပြီးလုပ်ပြီးတော့မဲပတ်စံပေးလိုက်တော့ပြီးလိုက်ပြီးညဘာမှာထပ်ပြီးတော့လာချင်းချောက်တယ်အဲ့ဒါကျွန်တော်ကမင်းတို့ကမင်းကြိုက်တဲ့ကောင်ကျွန်တော်ဘာပြောလဲဆိုတော့မင်းကြိုက်တဲ့ကောင်တိုင်နေတယ်မင်းကြိုက်တဲ့လူကိုသွားတိုင် နဲ့ကြိုက်တဲ့သူလို့တယ်ငါအေးဆေးပဲတယ်အဲ့မကြိုက်တဲ့ကောင်ခေါ်ခဲ့တယ်ဘာလို့မြန်မာနိုင်ငံသားဆိုတော့ဘာဖြစ်လို့လဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဟိုဟာဗာလဲအားနေလို့လားအဲ့ तू ကအဲ့လိုထင်နေရလားဟိုထိုင်းနိုင်ငံမှာတခြားကျွန်တော်ရဲ့အဲမိတ်ဆွေတိတ်ထိုင်းသူငယ်ချင်းတွေအများကြီးရှိတယ်။တကယ်ကိုမှစိတ်ရင်းကောင်းတယ်။တကယ်ကိုမှကူညီပေးချင်တဲ့စိတ်ရှိတယ်။ဒါပေမဲ့ဒီဘေးကမှကျွန်တော်ကိုလာပြီးတော့မင်းမလုံနိုင်ဘူး။အဲခုကိုအေးစေးနေတဲ့သူတရားကိုလာပြီးတော့အနိုင်ကျင့်တယ်ဗျာ။အဲလာပြီးအနိုင်ကျင့်တယ်။ကျွန်တော်ပြောချင်တာကျွန်တော်အေးစေးပါပဲ။ I forgive ကျွန်တော်သူ့ကိုခွင့်လွှတ်တယ်ကျွန်တော်ကျွန်တော်ကိုဖျားသခင်အောင်ကျွန်တော်လိုမျိုးမကောင်းတဲ့လူတယောက်ခွင့်လွှတ်ပေးတယ်သူ့ကိုကျွန်တော်ခွင့်လွှတ်ပေးတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပြောနေရတာကျွန်တော်လိုမျိုးထပ်မခံရဘူးနောက်ကလူတွေကျွန်တော်လိုမျိုးနောက်ွယ်မှာထပ်ပြီးတော့မခံရဘူးအခုကျွန်တော်ကိုဒီလိုမျိုးလာပြီး attack လုပ်နေတဲ့အရာတခုမှသူကျွန်တော်ကိုကျွန်တော်လိမ့်စာရေးပါတယ်သူသူကျွန်တော်တောင်းတယ်တောင်းမစားရွက်ပို့ပေးမယ်ဘာညာကွိကွားနေဆိုပြီးတောင်းတယ်သူကျွန်တော်လာပြီးတော့ဘယ်အချိန်မှဒုက္ခလာပေးသွားမလဲကျွန်တော်မသိနိုင်ဘူးသူကျွန်တော်ဘာပြောလဲဆိုတော့မင်းငါနဲ့ပြဿနာဖြစ်ရင်မင်းတသက်လုံးပြဿနာဖြစ်မယ်ဆိုတဲ့အထားမှာကျွန်တော်ပြောတယ်မင်းတသက်လုံးပြဿနာဖြစ်ရင်လည်းမင်းတသက်မင်းငါနဲ့ပြဿနာဖြစ် ြင်တသက်လုံးမင်းပြဿနာဖြစ်ရမယ်ဆိုရယ် second shot ကျွန်တော်မှရှိတယ်။မင်းငါနဲ့တသက်လုံးပြဿနာဖြစ်ရမယ်တဲ့။မင်းပြောချင်တာ तू လူမိုက်ပေါ့ဗျာ။ तू ကကျွန်တော်ဖျဲချင်တယ်ငါလုံနိုင်တယ်ဆိုတဲ့အထားမျိုးနဲ့ तू ကလှုပ်ချင်တာ။သူ့နိုင်ငံမှာလာနေတယ်။အဲ့ရောအဲ့ရောမင်းငါငါပြောတဲ့အတိုင်းလှုပ်ရမယ်။ဘာညာနဲ့ကျွန်တော်ခွေးလို့ခွေးဆိုပြီးဘာညာခွေးကနှိုင်းတာနှိုင်းပြီးမှန်ကန်ဖြုတ်တာဒီဘက်ကဒီဘက်ကကျွန်တော်အခုဒီမှာဒီမှာတို့ law ရှိရယ်เนาะ personal data protection law ရှိရယ်ဆိုတော့ကျွန်တော်ပြောလို့မရဘူးတို့နာမည်ဟုတ်ဒါပေမဲ့ကျွန်တော်အမှန်ကန်ဖြုတ်တယ် အဲကျွန်တော်အခုဒီလိုပြောလိုက်လို့ရှိရင်ဒီမှာတီးတဲ့သူမှန်တယ်များတီးရင်တီးကောင်းတီးလိမ့်မယ်ဒီလိုမျိုးသူသူအနိုင်ကျင့်တဲ့ဟာကိုခံရတဲ့မြန်မာလူမျိုးကျွန်တော်လူမျိုးခံရတဲ့သူတွေရှိ ਉ ရှိတယ်ရှိ ਉ ရှိတယ်အဲအဲအဲ့လူတွေထပ်ပြီးတော့လူတွေအမဖြစ်ဖို့အတွက်ကျွန်တော်ဒီနေ့မှာပြောရခြင်းဖြစ်တယ်အဲဒီနေ့မှာကျွန်တော်ပြောရခြင်းဖြစ်တယ်အဲအဲ့တော့ဟိုပြောချင်တာကျွန်တော်ကျွန်တော်နားလေတယ်အဲ့ဒါကြောင့်ကျွန်တော်အမြဲတမ်း အဲဘယ်ဘယ်ဘယ်တော့တော့တော့ကျွန်တော်မြန်မာလူမျိုးတွေတွေ့ကျွန်တော်နားလေတယ်ဘာကြောင့်လဲဆိုတော့မြန်မာလူမျိုးနိုင်ငံသားသားတယောက်အနေနဲ့သူများနိုင်ငံမှာနေရတာအဆင်မပြေဘူးကျွန်တော်ဆိုအလုပ်တောင်မလုပ်ဘူးဒါပေမဲ့အာဒီဒီနိုင်ငံမှာအလုပ်မလုပ်ဘူးဒါပေမဲ့ကျွန်တော်ပြောချင်တဲ့သဘောတရားကဘာလဲဆိုတော့ဒီနိုင်ငံမှာအလုပ်မလုပ်တဲ့သူတွေတောင်မှဒီလိုတိုက်ခိုက်ချင်တယ်ဒီလို service တွေယူရဲကမှတိုက်ခိုက်ချင်တယ်ဆိုလို့ရှိရင်ငွေညှိချင်တယ်ဆိုအလုပ်လုပ်နေတဲ့သူတွေဘယ်လောက်ခက်ခဲမလဲဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံသားချင်းချင်းကလည်းအမှန်တမ်းပြောလို့ရှိရင်ကျွန်တော်မဆာတယောက်နဲ့တယောက်နဲ့ ဟိုဖေးမပေးဖို့လိုတယ်ကျွန်တော်မြန်မာပြည်သားအချင်းချင်းဘာလို့မြန်မာပြည်သားတွေကိုအရန်အမြဲတမ်းဖြုတ်ချင်တယ်အမြဲတမ်းဟိုမင်းတို့ကောင်တွေကဟိုအဆင်မပြေဘူးဆိုပြီးပုံနှင်းချင်တယ်ဟိုလောလောအဘလို့ပြောမလဲကကျင်းတဲ့သူတွေလည်းရှိရယ်၊ကုညီကျင်တဲ့သူတွေလည်းရှိရယ်၊ဒါမှမဟုတ်ဖြုတ်ချင်တဲ့သူတွေလည်းရှိရယ်။အဲကြောင့်ကျွန်တော်မြန်မာပြည်သားချင်းချင်းကစီလုံးပြီးတော့မှလှုပ်ပြီးရယ်၊လှုပ်ပြီးမယ်၊ကုညီပေးဖို့လိုအပ်တယ်။တယောက်နဲ့တယောက်နဲ့ဆူတောင်းပေးဖို့လိုအပ်တယ်။ဒါကျွန်တော်ပုံဝင်လင်းပြောတာ။အခုကဟိုဘာလဲ၊ဟဲ့အောင်မင်းကဘာလဲ၊မင်းလှုပ်ဆန်းမှာကွာဆိုရယ်လူမိုက်ထားနေတယ်ဗျ။ဖျက်ခံရတာ တပြဲခံရတာကျွန်တော်မြန်မာနိုင်ငံမှာတော့ဒီလိုမရှိပါဘူးဒါပေမဲ့ဖြဲခံရတာအမှန်အကန်ကျွန်တော်အဲအဲ့ဒါအဲ့ဒါကျွန်တော်ဒီနေ့မှာကျွန်တော်ဒီမှာရှိတဲ့အဟိုမိတ်ဆွေတွေကျွန်တော်ပြပြချင်တာဖြစ်ကျွန်တော်စီမှာ screen shot အားလုံးရှိတယ်အကအားလုံးရှိတယ် low fan ဆိုပြီးတော့မြန်မာပြည်အတီးတန့်မြန်မာပြည်သားတီးတန့်နေပဲသူစီမှာလှုပ်တယ်လို့ကျွန်တော်သိထားတယ်မြန်မာပြည်ကလူတွေအထွတ်အထွတ်တီးတန့်လှုပ်ထားတာတကယ်တော့သူစီမှာတကယ်တီးကြတီချာတဲ့အချက်လက်သူစီမှာမရှိဘူးဆိုတော့ကျွန်တော်ပြီးမှသိတာ သူကျွန်တော်ဖျဲချင်တာပဲတည်တယ်ဖြုတ်ချင်တာပဲတည်တယ်အဲအဲ့လိုအထာမျိုးပေါ့ဗျာအာနေရာခန်းနေပြောင်းပြီးနေထိုင်ထားပါတဲ့ဟုတ်ကျွန်တော်နေရာနေရာတော့ကျွန်တော်ပြောင်းမှာမဟုတ်ဘူးဘာလို့လဲကျွန်တော်အိမ်ကိုလည်းကျွန်တော်ပြောင်းစရာအကြောင်းမရှိဘူးဒီဟိုကျွန်တော်ပြောရင်ကျွန်တော်မှဖျားသခင်ရှိတယ်သူကျွန်တော်လာပြီးတခုခုလှုပ်သွားလဲကျွန်တော်မသိဘူးကျွန်တော်ကျွန်တော်ထာဝရထိတိုင်အောင်ကျွန်တော်သွားရမှာဖြစ်တယ်အဲ့တော့ AC ပဲကျွန်တော်ဘက်မှာဖျားရှိတယ်ကျွန်တော်ယုံတယ်ဒီကောင်ကျွန်တော်ကိုကြိုက်တာလို့ဒါပေမဲ့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ဒီမှာရှိရဲ့သူတွေအားလုံး ကျွန်တော်လိုမခံရဘူးအတွက်ကြိုတင်ပြီးတော့မှမဖြစ်ခင်မှာကြိုတင်ကာကွယ်လိုက်တာတော့အအကောင်းဆုံးပဲဗျာမဖြစ်ခင်မှာကြိုတင်ကာကွယ်လိုက်တယ်မဖြစ်ခင်မှာအဟိုကာကွယ်လိုက်တယ်ဆိုတော့အကောင်းဆုံးပဲအကောင်းဆုံးပဲအကောင်းဆုံးပဲအဲ့ချစ်ပြီးွားပြီဆိုတော့ကိစ္စရအများကြီးဖြစ်သွားပြီဘာကြောင့်လဲဆိုတော့သူတို့ဂျင်းထဲတယ်သူတို့ခွင်ထဲကိုရောက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ကချုပ်ခံရမှာပဲတိုက်ခံရမှာပဲဒါပေမဲ့အခုတော့မှကျွန်တော်စီမှာစာရွက်စာတဲ့အပြည့်စုံအပြည့်စုံတစ်ခုကျွန်တော်မှသူ့ကိုပြန် အပြီးတော့ပြောလို့ရတဲ့စာရွက်ရှိတာတော့မှကျွန်တော်ဘာပြောလဲဆိုအဲ့စာရွက်စာတိုင်းကိုငါဖျက်ဆီးပြစ်မယ်တဲ့အဲ့စာရွက်စာတိုင်းကိုမင်းသုံးလို့မရတော့ငါလုပ်ပြစ်မယ်အဲ့စကားကြီးကဘလောက်ထိယုံပါတဲ့စကားကြီးလဲဘလောက်ယုံပါပြီးတော့လုပ်တဲ့စကားကြီးလဲကျွန်တော်ကျွန်တော်ကသူကလာပြီးတော့အဲ့အောင်မင်းကြိုက်တဲ့ကောင်ခေါ်ခဲ့မင်းအဖေကကြီးတာလားဘသူကကျွန်တော်အဖေပိုင်နဲ့ပါသူကမှန်ကန်ဖြုတ်တာအဖေလာပါလားခေါ်ခဲ့ပါကျွန်တော်အဖေကျွန်တော်ကျွန်တော်ကောင်းခင်အဖဖေကတော့ရေးလေကြီးမြတ်တာရေးလေကြီးမြတ်တာ ေးလေးချီးမြှင့်တာအဲ့တော့မင်းအတူစောင့်နေဖို့ပဲလိုတယ်ဘလို့ဖြစ်လာမလဲဆိုတော့ဖရာတရားသဖြင့်စီရင်တဲ့ဖရာဖြစ်တယ်ဖရာစီရင်မယ်ဆိုတော့ကျွန်တော်ယုံတယ်ကျွန်တော်တို့သွားပြီးတော့အာဖိုက်နေတာပဲကျွန်တော်မလို့ AC ပဲသူကျွန်တော်ဆဲလဲကျွန်တော်ကောင်းအောင်မုံမဲ့ပြန်ပြောတယ်ကောင်းအောင်မုံမဲ့ပြန်ပြောတယ်အာဒါကြောင့်ကျွန်တော်ဒီနေ့မှာကျွန်တော်ပြောချင်တာကတော့ရှင်းရှင်းလေးကျွန်တော်မြန်မာပြည်သားတွေအနေနဲ့အာသူများနိုင်ငံမှာနေရတဲ့ခါမှာတကယ်မလွယ်ဘူးတကယ်မလွယ်ဘူး အဲတရားမဲ့တရားနဲ့မြန်မာပြည်သားချင်းအဲ့ဒီအချိန်မှာမဆာပေးဖို့လိုတယ်၊ကုညီပေးဖို့လိုတယ်၊ဆူတောင်းပေးဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်။အဲအခုကလည်းကျွန်တော်လိုမျိုးမကြုံရဖို့ကျွန်တော်လိုမျိုးအဲဂျင်းထဲတဲ့ကုမ္ပဏီတခုကိုပတ်စံလဲအမြဲပေးရတယ်။ကိုကပတ်စံရတာမဟုတ်ဘူးနော်။ကိုကပတ်စံပေးရတာ။သူ့ပေးတာပတ်စံမနေဘူး။သူ့ပေးတာပတ်စံတကယ်မနေတာကျွန်တော်အမောက်ထုတ်မပြောဘူး။ဒါပေမဲ့ကျွန်တော်သူ့ပေးတာပေးထားရတဲ့အတိုင်းထပ်တောင်းပြီးတော့ဂျင်းထဲခံရတယ်၊ဆဲခံရတယ်အနိုင်ဟိုဘယ်လိုပြောမလဲ။အနိုင်ချင်းလည်းဗျာဒီအမှာ harassment လုပ်တယ်ကျွန်တော်။ bully လုပ်တယ် cyber attack လုပ်တယ်။ အဲ့လိုမျိုးကြီးဖြစ်တဲ့အတွက်ကျွန်တော်ကျွန်တော်ပြောတာရှင်းရှင်းလေးဘသူနာမည်ပါလဲဆိုတာကျွန်တော်အခုချိန်မှာပြောလို့မရလို့ကျွန်တော်မပြောတာကျွန်တော်ဘယ်လောက်ထိပြောလဲဆိုတော့ကျွန်တော်လုံးလို့ရတယ်ဆိုတော့ငါမဟုတ်ဘူးငါဒီမှာဒီစာရွက်လေးနဲ့ငါလုံးလိုက်အဲ့စာရွက်ပါတယ်ငါတုံးလို့မရအောင်ငါလုတ်ဖြစ်မယ်မင်းကြည့်နေလိုက် good luck ကျွန်တော်အဲ့လိုပြောသွားတယ်ကျွန်တော်က screen shot အကုန်ရှိတယ်ကျွန်တော်က screen shot အကုန်ရှိတယ်တရားဥပဒေတိုင်းကျွန်တော်တရားဥပဒေတိုင်းသွားပါဆိုတဲ့အတိုင်းကျွန်တော်ကျွန်တော်အခုတော့တိုင်းမနေတယ်ဘယ်ဟာလုံးအောင်မလဲဒါပေမဲ့ကျွန်တော် သူများကိုတော့ကျွန်တော်ပြန်မစီရင်ချင်ဘူးသူကတော့ကျွန်တော်သွားပြီးတော့မှဟိအောင်မင်းဘာလို့ပါကျွန်တော်လောကမှာနေခဲ့သလိုမျိုးသွားလို့ပါလို့ကျွန်တော်မလုပ်ချင်ဘူးဒါပေမဲ့အဲကျွန်တော်ဒီနေ့ပြောတာအားလုံးကကျွန်တော်ကျွန်တော်ပြောတာအားလုံးကကျွန်တော်လိုမျိုးဖြစ်မှာဆိုတဲ့အတွက်ကျွန်တော်ပြောတာကျွန်တော်ဒရာမာလာခင်းတာလည်းမဟုတ်ကျွန်တော်ဒရာမာလည်းမခင်းချင်ဘူးဒရာမာလည်းကျွန်တော်မလုပ်ချင်ဘူးဒါအမှန်တိုင်းပြောဒါပေမဲ့ကျွန်တော်လိုမျိုးပြဿနာဖြစ်မှာဆိုတဲ့အတွက်ကျွန်တော်ပြောတာဖြစ်တယ်ကျွန်တော်ကိုကျွန်တော် AC အဲနေချင်းနေကိုကို AC နေချင်းလို့လဲကျွန်တော် Facebook လဲကျွန်တော်မတုံးကျွန်တော်မြန်မာနိုင်ငံမှာအာ အာဒီဒီဒီ post တင်တာဆိုလို့ကျွန်တော်မြန်မာနိုင်ငံမှာအာဒီပါလေငလင်လှုပ်တော့ကျွန်တော်ကျွန်တော်လူမျိုးတွေအများကြီးဟိုဖြစ်တဲ့အချိန်မှာကျွန်တော်ကုညီတဲ့အပိုင်းလိုအပ်တဲ့အပိုင်းကပဲကျွန်တော်လှုပ်ပေးနိုင်တဲ့အပိုင်းကျွန်တော်လှုပ်ပေးတယ်အာကျွန်တော်ကျွန်တော်လှုပ်ပေးတယ်ကျွန်တော်လှုပ်ပေးဒီလောက်ပဲကျွန်တော်လှုပ်မယ်ဒီဟာကျွန်တော်လှုပ်နိုင်တဲ့အပိုင်းကကျွန်တော်လှုပ်မယ် that's it ကျွန်တော်နာမည်ကြီးချင်တာတွေဘာလို့ချင်တာကျွန်တော်ကမရှိဘူးဒါပေမဲ့ကျွန်တော်လာလာရှုပ်တယ်ဗျအခုဆိုလဲဒီဒီရှင်းနေပြီးတော့နောက်တစ်ယောက်တရားဟောဆရာတယောက် ကျွန်တော်လာပြီးတော့နောက်ွယ်မှာအကြီးအကျယ်ဖိုက်တယ်ကျွန်တော်ဟိုအကြီးအကျယ်ကျွန်တော်မကောင်းကြောင်းနေပြောတယ်ဆိုတဲ့ဟာကြီးလဲကျွန်တော်ပြန်ချတယ်ဒဲကြီးအဲ့တော့အဲ့ဒါလဲကျွန်တော်ပြောမှရမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အကြောင်းမဟုတ်ဘဲနဲ့ကိုယ့်ကိုအေးစေးနေနေတဲ့သူလာလာပြီးတော့မှဟိုလာပြီးပြဿနာ လာပြီးဟိုဖြစ်တဲ့သူအာလာပြီးကျွန်တော်ပြဿနာလာရှာတယ်ကျွန်တော်ပြဿနာလာရှာတယ်အဲ့လိုမျိုးတွေဟိုဖြစ်တယ်အခုကျွန်တော်ကျွန်တော်နဲ့ဖြစ်တဲ့ရှေ့နေကတကယ်ကိုလုံးဝကျွန်တော်ကိုအမှန်ကန်ချင်းချောက်တယ်ဘယ်နေ့မှကျွန်တော်ဘာလာလောက်သွားမလဲကျွန်တော်တကယ်မသိဘူး ကျွန်တော်အိမ်နံပါတ်တွေပါကြီးသူကတောင်းနေဟုတ်တယ်နဲ့စာရွက်ပို့ပေးမဲ့ဘာညာနဲ့ပြီးတော့ကျွန်တော်အမှန်ကန်သူကချင်းချောက်တယ်ဟိအောင်နဲ့မင်းဟောငါမင်းငါနဲ့ပြဿနာဖြစ်ပြီဆိုတသက်လုံးဖြစ်မယ် it's okay ကျွန်တော်ကျွန်တော်စီမှာဖျားရှိရသူ့ကိုကြောက်စီရမလို့ကျွန်တော်မှာဖျားသခင်ရှိရကျွန်တော်မှာကိုကိုကိုတော့သူ့နိုင်ငံသားတယောက်အနေနဲ့ဘယ်လိုတိုက်ရမလဲဆိုတော့ကျွန်တော်မှာမရှိပါနဲ့ကျွန်တော်စီမှာဖျားသခင်ရှိတယ် that's it that's it ဤစီပဲအဲ့မဲ့ကျွန်တော်ပြောနေတာကျွန်တော်ခုနထက်ထက်ပြောသလိုပဲကျွန်တော်လိုမဖြစ်ပါစေနဲ့တခုခုတခုခု တခုခုအာ service လုပ်တော့မယ်ဘယ်နိုင်ငံမှာပဲဖြစ် service လုပ်တော့မယ်ဆိုတော့ဘတော်မှချစ်ချင်းမယုံနဲ့ဘတော်မှအာချစ်ချင်းမယုံနဲ့ဘတော်မှချစ်ချင်းအာငါလုတ်လုတ်လိုက်တော့မယ်ယုံတော့မယ်ဘတော်မှမယုံမိစေနဲ့သူတို့ခွင်နဲ့ရောက်သွားရင်သူတို့ချင်းနဲ့ကကြက်ဆိုပြီးသူတို့ရိုက်ချင်တဲ့ရိုက်လုတ်ချင်တဲ့လုတ်မဲ့လူတွေအများကြီးစောင့်နေတယ်ဒါကြောင့်ကျွန်တော်ဒီနေ့မှာဒါကိုပြပြချင်တာဖြစ်တယ်ကျွန်တော်ဒီအားနဲ့ပတ်သက်ပြီးတော့လည်းနောက်ပိုင်း update တွေကျွန်တော်လုတ်ပေးမယ် ကျွန်တော်လုပ်ပေးမယ်အဲကျွန်တော်ဘယ်လိုဘယ်လိုတွေဖြစ်သွားလဲဆိုတာလည်းကျွန်တော်ပြောပြပေးမယ်ဘယ်လိုတွေအနိုင်ကျင့်လဲဆိုတာလည်းကျွန်တော်ပြောပြပေးမယ်နာမည်တော့အခုချိန်မှာကျွန်တော်ပြောပိုင်ခွင့်မရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော်မပြောသေးဘူးဒါပေမဲ့ तू ကျွန်တော်အဆုံးထိတိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဘက်ကနေပြီးတော့လည်းအကောင့်ကျွန်တော်လုံနိုင်တဲ့အပိုင်းကျွန်တော်ဖျားသခင်မဆာမှာဖြစ်တဲ့အတွက်ကျွန်တော်လုံရမယ်အတိုင်းဖျားကျွန်တော်လုံခိုင်းမယ်အတိုင်းကျွန်တော်ဆက်လုပ်သွားမယ် that's it that's it အော်ကျွန်တော်စီမှာကြောက်လို့ကျွန်တော်ဒါပြောနေရလဲမဟုတ်ဘူးအာကျွန်တော်လာပြီးတော့မှလှုပ်ဖို့ပြောနေရလဲမဟုတ်ဘူးအာလာပြီးတော့မှအာ ကျွန်တော်ကျွန်တော်အခုပြောတာကျွန်တော်လိုမဖြစ်ချင်တဲ့သူကျွန်တော်ကိုကျွန်တော်လိုမဖြစ်ဖို့အတွက်ကျွန်တော်လိုမျိုးဟိုဘယ်လိုပြောသူခွင်တဲ့ကိုကိုပစံလဲပေးရသေးတယ်ဟိုငွေလဲထက်ညစ်ခံရသေးတယ်မတရားလဲဆွဆွဲခံရသေးတယ်မတရားလဲပြောခံရသေးတယ်ဆိုတဲ့အရာကိုကျွန်တော်ရှင်းချင်တာကျွန်တော်သိစေချင်တာကျွန်တော်ဒီကလူတွေအဲ့ဒါကြောင့်ကျွန်တော်လိုမဖြစ်ဖို့အတွက်ကျွန်တော်ဒီနေ့မှလာပြောတာဖြစ်တယ်အဲ့တော့အားလုံးပဲတတိထားပါကျွန်တော်ထိုင်းနိုင်ငံမှာရှိတဲ့သူတွေရန်နိုင်ငံမှာရှိတဲ့သူတွေအားလုံးတတိထားပါ အဲတတိယပါဟိုတကယ်ကူညီခြင်းနဲ့ကျွန်တော်တကယ်ချင်းထိုင်းလူမျိုးတွေလည်းအများကြီးရှိပါတယ်အဲအများကြီးရှိတယ်အများကြီးကျွန်တော်လှုပ်ပေးတဲ့သူတွေလည်းရှိပါတယ်ကျေးဇူးတော်ကြောင့်အဲဒါကြောင့်မလို့ဒါကြောင့်မလို့ဟိုဟာကျွန်တော်အဲကျွန်တော်ကျွန်တော်မကြောက်ပါဘူးကျွန်တော်မကြောက်ပါဘူးကျွန်တော်ကျွန်တော်မကြောက်ပါဘူးကျွန်တော်လာပြောရဆိုတာကျွန်တော်ကျွန်တော်ကျွန်တော်လူမျိုးဖြစ်မှာဆိုလို့ကျွန်တော်ရေးလဲအန်အောသွားတာဟာဒီလိုမျိုးရှိပါလားဆိုတော့ကျွန်တော်နေလာတဲ့အ3နှစ်ကျော်4နှစ်မှာဒီလိုမျိုးရှိပါလားဆိုတော့ကျွန်တော်တကယ်အန်အောသွားတာတကယ်အန်အောသွားတာဒါပေမဲ့ ဒါပေမဲ့ဗျာအော်ဒါပေမဲ့ဗျာအရင်ရောသူဒီလိုလုပ်တာတော့မကောင်းဘူးပေါ့ဒါပေမဲ့လည်းဖျားသူ့ဘုံမှာစီရင်မယ်ဆိုတော့ကျွန်တော်ယုံပါတယ်ကျွန်တော်ယုံကြည်ပါတယ်ဘယ်လိုဖြစ်မလဲတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်အခုဒါ update လုပ်ပေးထားတယ်သူကျွန်တော်တခုလာပြီးတော့ဟိုဘဖြစ်မယ်ဆိုလဲဒီမှာအားလုံးစီလို့ရအောင်သက်တည်ရှိလို့ရအောင်ကျွန်တော်ပြပြပေးထားတယ်တက်စစ်တက်စစ်ဒါပဲဟိုဒါပဲအခုသူကမနေ့ကတော့ကျွန်တော်ရဲ့ အဲကျွန်တော်ရဲ့ဗီဒီယိုအဲကျွန်တော်ရဲ့ page ကိုကြည့်ပြီးကျွန်တော် screen shot ရိုက်ပြီးဟိအောင်မင်းကငကြောက်မင်းကဘာကောင်လဲမင်းငါနဲ့1 1လား5မင်းကဘာဖြစ်ပါညာဖြစ်ပါဆိုကျွန်တော်လာပို့တာကျွန်တော်ကဘာမှကျွန်တော် AC ပဲကျွန်တော် AC ပဲကျွန်တော်ကျွန်တော် Facebook ပါသူက stalking လုပ်ပြီးတော့မှန်ကန်လိုက်ပြီးဖြုတ်နေတနာတော့တနာပါတနာတနာတနာတော့တနာတော့တနာပါ Okay အဲ့တော့ကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်နောက်ထပ် live ခုကျွန်တော်ဒီအားနဲ့ပတ်သက်ပြီးတော့ပြောမယ်ကျွန်တော် update လုပ်ပေးမယ်ပြီးတော့ကျွန်တော်နောက်ထပ် live တခုကျွန်တော်ပြောစရာရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ကျွန်တော်ကိုအနောက်ကွယ်မှာအတင်းမဟုတ်တာတွေရှောက်ပြောနေတယ်ကျွန်တော်မဟုတ်တာတွေစကားနဲ့ရှောက်ပြောနေတယ်တရားဟောဆရာတယောက်အကြောင်းကိုကျွန်တော်ပြောခြင်းတယ်ကျွန်တော်ဒဲကိုကျွန်တော်ပြောခြင်းတာဘာကြောင့်လဲဆိုတော့မဟုတ်တာတွေကိုယ့်ကိုအေးစေးနေနေတဲ့သူလာလာပြီးပြဿနာရှာနေတာကိုကျွန်တော်ပြောခြင်းတာကျွန်တော်ခွင့်လွတ်တယ်ဒါပေမဲ့ပြောမှတော့ရမယ်မဟုတ်တဲ့အရာတခုငြိမ်ခံရင်ဟိမဲသူတယောက်ကဒီလိုမျိုးဖြစ်သွားတယ်ဆိုပြီးတော့အာဟိမဲသူတယောက်ကဒီလိုမျိုးဖြစ်သွားပါဟုတ်နေပါတယ်ဆိုပြီးလူတွေကထင်သွားမှာ တော့အဲ့ဒါလည်းလုံးဝအဖြစ်မခံတာအဲ့တရားဟောဆရာအကြောင်းကျွန်တော်ပြောမယ်အခုဒီနေ့မှာအဲ့ကျွန်တော်ချင်းချောက်တဲ့ရှေ့နေအကြောင်းကျွန်တော်ပြောတယ်အားလုံးကျွန်တော်လိုမဖြစ်ဖို့အတွက်ဂျေစုအများကြီးတင်တယ်ကျွန်တော်အများကြီးလည်းကျွန်တော်ထပ်ပြီးတော့မပြောတော့ဘူးအာဂျေဆုအများကြီးတင်တယ်ကျွန်တော်ကိုဆူတောင်းပေးကြတဲ့သူတွေကျွန်တော်သတိရပြီးတော့မှဖုန်းဆက်ပြီးလမ်းမေးပေးတဲ့သူတွေအတွက်ဂျေဆုအများကြီးတင်တယ်ဘာကြောင့်လဲဆိုတော့ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖုန်းကျွန်တော်ပြန်မဖြည့်ပေးနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်မအားဘူး။ကျွန်တော်မအားဘူးဆိုတော့ကျွန်တော်မနေ့ကတကယ်ကိုမှ emergency ရောက်နေတာ။မနေ့ကမြန်မာအမအီးဘာသာပြန်အမအီးတယောက်ရှိနေတယ်။ကျွန်တော်မောင်လေးဘယ်လိုလုပ်မလဲဗျာ။ကျွန်တော်အမြဲလုပ်ပြရတကယ်တကယ်သဘောကောင်းနေအဲအမအီးလေ။အဲကျွန်တော်မနေ့ကရှေးရုံသွားရတယ်။ Prince uh Miss uh Prince Prince Hospital uh တနေ့ကျွန်တော်သွားတာ။ Okay အဲ့မှာတကယ်သဘောကောင်းနေအဲအမအီးလေလိုက်လုပ်ပြရတယ်။အဲ uh, okay အဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်လို့အားလုံးလည်းဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်လိုမဖြစ်ဖို့အတွက်လည်း အဲကျွန်တော်ဒီမှာပြောပြရင်းနဲ့ရှူတောင်းပေးကြပါတယ်ကျေးဇူးများကြပါတယ် God bless you thank you